ြားလိုက်ကအပြင်ကနေကြီးလိုက်မယ်ဆိုလို့ရှိရင်အရင်တက်ရတယ်လို့မထင်ရဘူးပေါ့နော်ဒါပေမဲ့အတွင်းဘက်မှာကျတော့ decoration တွေကတော်တော်ကိုစနစ်တကျအာဖွင့်စည်းပြင်ဆင်ထားတာတွေ့ရပါတယ်ကိုချီမင်းမျိုးကိုလာလေလို့ရှိရင်မ ్యూ ဇီယံကလည်းမဖြစ်မနေတော့တင်းနေနေရတဲ့မှာပါတယ်လို့ကျွန်တော်ရှေ့ပြီးတော့ပြောခဲ့ပါတယ်။ဒါပေမဲ့တချို့လူတွေတွေ့ကြတော့ဒီမ ్యూ ဇီယံကအရင်ပြင်းစရာကောင်းတယ်လို့ထင်ရပါလိမ့်မယ်။ ျွန်တော်ကနိုင်လေဒီမ ్యూ ဇီယံတွေတော့ကြည့်ရတာ historical fest တွေနားထောင်ရတာအရင်ကြိုက်တဲ့လူတယောက်တော့မဟုတ်ဘူးဗျ။ဒါပေမဲ့ BN ရောက်တဲ့အခါကြာလို့ရှိရင်ဥမာအဖြစ်ဟိုချီမင်းအကြောင်းကိုနားလည်ခြင်းနဲ့ဟိုချီမင်းမြို့အကြောင်းကိုသိခြင်းနဲ့ဟိုချီမင်းအခုအသက်ရှိဟိုချီမင်းမြို့နဲ့အရင်ခေတ်ကလာတော့ဟိုချီမင်းမြို့ဘာရဲခေါ်လဲဘယ်လောက်ထိတော့မှပြောင်းလဲသွားလဲပေါ့နော်ပြီးလို့ရှိရင် ဒီပြင်သစ်ကိုလိုနေခေကာလာတော့ဒီ psychonist တွေ live ကဘလို့လဲဘယ်လောက်ထိတောင်မှရုန်းကန်လှူရှားခဲ့ရလဲပေါ့နော်အာပြီးသွားလို့ရှိရင်ဒီ revolutionary period လို့ခေါ်တာပေါ့နော်ဒီတော်လန်ရေခေကာလာတော့ဟိုချင်းကြီးလက်အောက်မှာဒီ psychonist တွေ live ကဘလို့လဲဒီစစ်ပွဲကိုဘယ်လောက်ထိဘလို့ပုံစံနဲ့ရင်ဆိုင်ဖြတ်တန်းခဲ့ရလဲဆိုတာကိုနားလည်ခြင်းနဲ့တရုံတစားသိခြင်းနဲ့ဆိုလို့ရှိရင်ဒီ museum မှာရှိတဲ့အချက်လက်တွေက အင်မတန်မှပြည့်စုံနေစိတ်ဝင်စားစရာကောင်းတဲ့အတွက်တော်တော်လေးကိုနားလည်သဘောပေါက်တွေ့ကူစေပါတယ်